အသက်အရွယ်ကြီးရင်လာတာနဲ့အများအယိုးတွေကပါလာတယ်ကျိုးလေလာတယ်ကျွတ်သားတွေလည်းအားနေလာပါတယ်ဒါပေမဲ့အာဟာရပြည့်ဝတဲ့စားစရာတွေကိုစားသုံးမယ်ဆိုရင်တော့အသက်အရွယ်ရလာပေမဲ့လည်းအယိုးနဲ့ကျွတ်သားတွေကိုတန်မာနေစေမှာပါတန်မာတဲ့အယိုးနဲ့ကျွတ်သားတွေကိုပိုင်ဆိုင်နိုင်ဖို့မဖြစ်မနေလိုအပ်မယ့်အာဟာရဓာတ်တွေကမြင်များဆဆမရှိပါဘူးအယိုးနဲ့ကျွတ်သားတွေတန်မာစေဖို့အတွက်ဆိုရင်တော့နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာကယ်လ်ဆီယမ်ပရိုတင်းနဲ့ကယ်လ်ဆီယမ်စုပ်ယူမှုကောင်းစေဖို့အားဖြည့်ပေးနိုင်တဲ့ဗီတာမင် D တို့ ပြေဝအပါဝင်နေအောင်စတဲ့မျိုးပို့လိုပါမယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့အဲ့ဒီအဟာရတွေပါဝင်တဲ့အခစားလေးတွေကိုပြပြပေးသားမှာပဲဖြစ်ပါတယ်။ ်မီသူတယောက်အနေနဲ့တနေ့ကိုကယ်ဆီယမ်1000မီလီဂရမ်နဲ့ဗီတာမင် D က200 international unit ရရှိဖို့လိုပါမယ်။အသက်50နဲ့အထက်ဆိုရင်တော့တနေ့တာမှကယ်ဆီယမ်1200မီလီဂရမ်နဲ့ဗီတာမင် D 400ကနေပြီးတော့600 international units ရရှိဖို့လိုပါမယ်။ပရိုတင်းကတော့တနေ့တာမှ63ဂရမ်ရရှိဖို့လိုပါမယ်။ဘလို့အစားအစာတွေကိုစားသုံးပေးရမလဲဆိုလို့ရှိရင်တော့ပရမအောင်ဆုံးအနေနဲ့ဒင်းချင်မှာဒင်းချင်မှာအချို့မပါဘူးတော့လိုပါမယ်။ဒင်းချင်အများစုမှာကဗီတာမင် င်တီဖြည့်ဆွက်ပေးထားသလိုနေ့စဉ်ကယ်ဆီယမ်လိုအပ်ချက်ရဲ့30ရာခိုင်နှုန်းအထိကို ဖြည့်ဆွက်ပေးထားပါတယ်။နောက်ထပ်တစ်မျိုးကတော့နွားနို့ပါ။အယိုးနဲ့သွားရည်တမ်းပါစေဖို့ငယ်ငယ်ကလေးကတောက်လာတဲ့နွားနို့ကိုအသက်ရလာလို့ရှင်လေတောက်စေချင်ပါတယ်။နွားနို့မှာဗီတာမင်ဒီဖြည့်ဆွက်ထားတာမျိုးဆိုရင်ပို့ပြီးတော့ကောင်းပါတယ်။အစီထုတ်ထားတဲ့နို့တက်ခွက်ကနေ့စဉ်ကယ်ဆီယမ်လိုအပ်ချက်ရဲ့30ရာခိုင်နှုန်းအထိကိုဖြည့်ဆွက်ပေးထားပါတယ်ရှင်။နောက်ထပ်တစ်မျိုးကတော့ဆယ်မွန်နဲ့တူနာပါ။ဒီငါးရည်ဟာဆိုလို့ရှိရင်နှလုံးကြမ်းမစီုံနေတာမကပဲနည်း အယိုးနဲ့ကြွက်သားတွေတာမာစီဖို့အတွက်လိုအပ်တဲ့ဗီတာမင်ဒီတွေကိုပါဖြည့်ဆွက်ပေးနိုင်ပါတယ်ရှင်။အထက်ဒီမျိုးအနေနဲ့ကတော့ဟင်းနုနယ်ပါ။ဟင်းနုနယ်မှာကကယ်ဆီယမ်၊တန်တက်အမြင့်တက်ဗီတာမင် A တွေကျိုးဝါးစာပါဝင်တဲ့အတွက်ကြောင့်မို့ထောက်သုံးပေးတင်ပါတယ်။နောက်ထပ်တစ်ခုကတော့အဆီမပါတဲ့အနီရောင်သားတွေပါ။ပရိုတိန်းနဲ့ကျိုးဝါးမှုကအယိုးနဲ့ကြွက်သားတွေကိုတာမာစီမှာပါ။အဆီနဲ့အရေးကိုမပါစေဖို့အတွက်လည်းသိထားစီချင်ပါတယ်ရှင်။နောက်ထပ်ဒီမျိုးအနေနဲ့ကတော့ဥမျိုးမျိုးပါ။မနက်စာကစလို့အစာပြေအဖြစ်ပါစားသုံးလေးရှိကြတဲ့ ဲ့ဥအမျိုးမျိုးကဗီတာမင် D ၊ပရိုတင်း၊ကယ်ဆီယမ်တို့ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့အယိုးနဲ့ကြောက်သားတွေကိုအကောင်းဆုံးအဖြစ်ပေးမှာပါအဲ့ဒီမျိုးကတော့နတ်ဘတာပါမြေပဲထောဘတ်အမွန်စီထောဘတ်တို့ကအစားရတာရတာရှိတယ်လို့အယိုးနဲ့ကြက်သားကြမှာစီဖို့အတွက်လည်းအကောင်းဆုံးအဖြစ်ပေးနိုင်ပါတယ်ဒီလောက်ဆိုလို့ရှိရင်အယိုးနဲ့ကြက်သားတွေတမ်းမှာစီဖို့အတွက်အသက်ကြီးတဲ့အထိဘာတွေစားသုံးပေးရမလဲဆိုတာကိုသိလောက်ပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်